ယူကရိန်း၊ဟေတီနဲ့အာဖရိကနိုင်ငံ၆နိုင်ငံတွင် မကြာမီ HIV ဆေးပြန့်လည်နိုင်ဟု WHO သတိပေးယူကရိန်း၊ဟေတီတို့အပြင်နိုင်ဂျီးရီးယား၊ကင်ညာတို့လိုအာဖရိကနိုင်ငံတွေမှာ HIV ဆေးမကြာခင်ပြန့်လည်နိုင်ဖွယ်ရှိတယ်လို့ကုလသမဂ္ဂကမ္ဘာ့လုံခြုံရေးအဖွဲ့ WHO ကသတိပေးထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရိုင်နိုင်ငံတကာအကူအညီတွေယာယီရပ်ဆိုင်ထားတဲ့အဆုံးဖြတ်ချက်ကြောင့် အခုလိုအခြေအနေဖြစ်လာတာဖြစ်ပြီး HIV စေပြတ်တောက်နိုင်တဲ့နိုင်ငံတွေကတော့ Ukraine, Haiti, Nigeria, Kenya, Lesotho, တောင်ဆူဒန်၊ Mali နဲ့ Burkina Faso တို့ဖြစ်ပါတယ်။အာဖရိကစာဟာရာအောက်ပိုင်းမှာရှိတဲ့လူ25သန်းခန့်ဟာ HIV ဖြစ်ပွားနေတာဖြစ်ပြီးစစ်ပွဲဖြစ်ပွားနေတဲ့ယူကရိန်းဟာလည်းအမေရိကန်ရဲ့အထောက်အပံ့တွေကိုအားထားနေရတာကြောင့်လက်ရှိမှာဒီနိုင်ငံတွေက HIV ခံစားနေရသူအများပြားဒုက္ခရောက်ဖွယ်ရှိနေတာပါ။ ထရန်အစိုးရရဲ့နိုင်ငံတကာအထောက်ပံ့တွေရက်ကိုစဉ်ရက်ဆိုင်ထားတဲ့ဆုံးဖြတ်ချက်ကြောင့်လာမယ့်လတွေအတွင်း ARV စေဝါတွေပြတ်တောက်ဖို့ရှိနေပါတယ်ဒီအခြေအနေတွေကြောင့် HIV အစီအစဉ်တွေဟာနှစ်20လောက်ပြန်နောက်ဆုတ်သွားနိုင်တယ်လို့မတ်လ18ရက်ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ WHO အကြီးအကဲကပြောပါတယ် HIV တိုက်ဖျက်ရေးအစီအစဉ်တွေတန်းရက်သက်သွားရင် HIV ကူးစက်ခံရသူစေတန်းခတ်ထပ်တိုးနိုင်တယ်လို့ HIV နဲ့ဆက်စပ်လို့တည်ဆုံသူဥယေကလည်း3သန်းလောက်သိုးနိုင်တယ်လို့ WHO အကြီးအကဲကသတိပေးခဲ့ပြီးပြီးခဲ့တဲ့နှစ်ထက်တည်ဆုံသူအရေအတွက်3ဆသိုးနိုင်တယ်လို့ပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။